။ဒါကြောင့်မလို့အဲ့ဒီတည်ခြင်းတရားနဲ့ပတ်သက်တဲ့ကာထာလေးဖုံးဖုံးရွတ်လိုက်ပြီးရင်အားလုံးကဟုတ်လားတိုက်ဆိုပေါ့။ इसेव ကိစ္စမတ္တပံကောစဉ္ညာမရဏံသူဝေ။နာဟိနောသင်္ကရံဒေနမဟာသေနေနမစ္ဆုနာနော်။ဣဇေဝံလက်ဖြံမွှေယနေ့၌ပင်အတ္တပံကိလေသာ၌မိဖြင့်တိုက်သော လောင်မြိုက်ဖို့ယံဖန်ဖန်အာထုံမှုကို ကိစ္စံကာတပံမနာမနေပြုသင့်ပေ၏သူဝေယနေ့မှနောက်နဖန်ရောက်မှမရဏံတေယမိကို ကောနတ်နှင့်လူဝဲဘယ်သူတယောက်သည်ဇညာကောင်းစွာပိုင်ပိုင်သိနိုင်ပါအနိဟိယုတ်တံထိုကဲ့သို့သာအခါခါဖြင့်မှန်စွာပုံတွေတွေးသင့်ပေ၏ မဟာတိနေနာ တွင်ပနှစ်တန်ယောဂတံဖြင့်ဘေးရန်ပတ်လီများသောစਿੱတိရှိသောတေနာမစ္ဆုနာ32ပုံ အကုန်ရှည်နင်းထိုတိမင်းနှင့်တင်္ကရံကိုကတာအောင်ညာတာအောင်ဟုလက်ဆောင်ချော့မြူတက်၍ယူခြင်းသည်နာနောအဋ္ဌိနတ္တိဧဝမရှိဧကံအမှန်ပင်ဖြစ်ပါတော့သည်တကား ။ဣဇေဝကိစ္စမတ္တပံကောဇင်ညာမရဏံတုဝေနာဟိနောသင်္ကရန္တေနမဟာသေနေနမិဇုနာ ကြက်ထားတဲ့နော်။လက်ပြံမွှေရင်းနေ၌ပင်တဲ့ကိလေသာအမှိုက်မိဖြင့်တိုက်သူလောင်မြိုက်ဖို့ရန်ဖန်ဖန်အားထုတ်မှုကိုပြုတင်တယ်။လက်ပြံမတေးရမယ်တပတ်ခါမှတေးရမယ်လို့သိနိုင်ကြလားသိနိုင်ပါဘူးဗျာသိနိုင်တဲ့လူတွေတော့တချို့တော့ရှိတယ်နော် အဲ့ထဲမှာဥပဒနာပွားထားတဲ့ဆရာတော်ကြီးလိုပုံကူမျိုးဆိုရင်ဒေမက်နေကိုကြိုတည်တယ်နော်ကြောင်လို့ဘုန်းတော်ဆရာတော်ကြီးရဲ့ဒီကျွန်းကျန်ရတဲ့ဥဒုဇယုဂလနာမှာဒီဆောင်းပိုးလေးတွေကတ်ထားတာမတွေ့မိဘူးလားမတွေ့တော့တွေ့တော့တွေ့တာပဲလို့ဒီမှာမရဘူးရလားလို့ရတယ်မရဘူးနော်ဥပဒနာအကျိုးနော်ဥပဒနာပွားတဲ့ပုံကူတွေ ဝဒနာပွားတာနော်မဲ့ညာပုံညာရတဲ့အထိမပြောသေးဘူးနော်ဝဒနာကိုပုံမှန်အားထုတ်တဲ့ယက်မှန်အားထုတ်တဲ့ပုံကိုယ်တွေနှစ်မှန်အားထုတ်တဲ့ပုံကိုယ်တွေဟာမိမိတည်မဲ့ရက်ကိုကြိုသိတယ်ဆရာတော်ကြီးဒီမှာဒီလာလျှောက်တယ်လွန်ခဲ့တဲ့94ခုမွေးနေ့ပွဲတုန်းကပြောတယ်ငါ104နှစ်ကြာရင်သွားမယ်ဆယ်နှစ်တုန်းကကြိုပြောထားတာဆရာတော်ကြီးနော်လွန်ခဲ့တဲ့ဆယ်နှစ်မှာကြိုပြောထားပြီ104နှစ်ကြာရင်ငါသွားမယ်ဘုံဘုံနဲ့ ဘုံကတော့ဟိုမှာပဲရှိသေးတယ်။ Austin မှာပဲ America မှာပဲရှိသေးတယ်။ဘုံပြောတော့လည်းအဲ့လိုပြောတယ်။ငါသွားတော့မယ်။ငါသွားတော့မယ်တဲ့နော်။ငါစိတ်ချသွားခဲ့ခြင်းတယ်အဲ့လိုလည်းပြောသေးတယ်နော်။အဲ့တော့ तू ကြိုသိလို့ဒါပြောတာပေါ့မဟုတ်လား။ဘုံတို့ကဒါအော်ဆရာတော်ကြီးတော့ပြန်လာအောင်မထင်းနေတာမာ तू ကတိနေပြီเนาะအဲကြောင့်လို့ဝိပဿနာအထုတဲ့ပုံကိုယ်ကြီးကဒီအကျိုး၆ချက်ကိုရတယ်ညဉ့်ညူမရှိတတိမမေ့ချိန်နေတိပြန်မျက်လံကြောဆွဲ မရှိဘဲနဲ့ တေလဲမတောင့်တင်းပုံနှံကင်းသည်ကျိုးရင်ဝိပဿနာတကောဒီမဟုတ်လားဆရာတော်ကြီးကဒီအချက်တွေအကုန်လုံးကြိုက်တယ်နော်အဲ့ဒါလေးလိုက်ဆိုလိုက်ပါအောင်ညီညူမရှိတတိမမေချိန်နေတိပြန်မျက်လံကြော်ဆွဲမရှိဘဲနင်တေလဲမတောင့်တင်းပုံနှံကင်းသည် ကျိုးရင်းဝိပဿနာတကိုဒီသာသာဒုသာဒုအကကနလည်းပြန်တေမာကိုမသိဘူးဆိုတဲ့လူတွေကမှတိတိုင်တဲ့လူရှိတဲ့အကြောင်းပြောတာပါနော်အဲ့တော့ဘုန်းတော်အခုစတုရာရခကမ္မထာစောင့်ချောက်တရား၄ပါးပွားပြီးသွားပြီနော် အဲ့တော့ဒီလာစောက်တီရာရဲ့ဒီတရားလေးပါပွားတာရဲ့နိုင်ဝက်ကုံသွားတယ်။တရားပွဲကတင်ရတော့မင်းတို့နော်။အဲ့တော့မူလဟောကျင်တဲ့တရားကိုမရောက်သေးတော့ကုမတရားစောက်အနာတိတံဘဝစကံဝိတာကာရကဝေဒကံနေသဒုက္ခဒုပ္ပတိဟိတုံညာပတ္တိပုဏ္ဏပုဏ္ဏံ အနာတိတံဘဝစကံဝိတကာရကဝေဒကံနေသဒုက္ခဒုပ္ပတိဟိတုံညံပတ္တိပုဏ္ဏပုဏံဣဒံဘဝစကံဘဝမြောင်မြောင်ဒုက္ခဆောင်လျက်အခေါင်ရှိချတန္တရာဘေယွန်းဤဆဝန္တိ အနာတိအနာတိဝတ္တကဗကဗာအစရှာလေရစရာပိုင်ပိုင်မရှိနိုင်လေစွာတကားဝိတာကာရကဝေရကံသူပြုစီမံသူခံဆံဟုဆိုယံအတ္တမယလျင်ကင်းလေစွာတကားနေသဒုက္ခဒုပတ်တိဟိမြေယံရှက်ချမ်းသာကွယ်နဲ့နှစ်သက်ပွဲနှောတင်းတဲ့သောသဘောတို့မှလည်း တုံညာမရှိလုံလုံတုံးခဲ့လေစွာတကားဣတိဤသောပုဏ္ဏပုဏ္ဏတဏိတေယတဏနဲ့မြမကစိတ်ဆွဲထတလဲလဲသာလျင်ပတ်တိဒိဋ္ဌံမြင့်မြင့်နိဗ္ဗာန်ပွင့်အောင်မလင့်ပုံတိရှူစားတင်ပေတော့သည်တကား နာမတကတန္တရာနော်သုံးနှစ်တွေဘယ်တော့စခဲ့တော့သိလားနာတိတံဘောဆက်ကံနော်ဝိဒဂရကဝိရကံကျင်လည်လိုက်ရတာနော်အဲ့တော့ဖုံးနှုတ်တွေဘာလို့ဒါတွေမသိလဲဆိုရှင်အဝိဇ္ဇာကဖုံးထားလို့မသိတာဘာလို့မသိရလဲသာသောဖြင့်အဝိဇ္ဇာဆိုလို့ရှင်ဟလာမောဟလို့အဝိဇ္ဇာလို့ ignorance လို့ဟလာဒါလို့ဘယ်လိုပဲပြောပြောပေါ့မသိခြင်းပေါ့နော် အဝိဇ္ဇာမသိတာဝိဇ္ဇာသိတာပညာနော်အဲ့တော့မသိခြင်းအဝိဇ္ဇာဘာတွေကိုမသိတာလဲဆိုလို့ရှိရင်၈ပါးကိုမသိဘူးဘာကိုမသိလဲ၈ပါးအဲ့၈ပါးကိုမသိတာကိုဝိဇ္ဇာခေါ်တယ်နော်ဘာတွေမသိလဲဆိုလို့ရှိရင်တန္တရာရှေ့ဆုံးလည်းမသိဘူးဘာတွေလဲရှေ့တုန်းကဘယ်တုန်းကဖြစ်ခဲ့တုန်းသိလားနောက်ကိုဘာဖြစ်မှာရောသိလားတန္တရာနောက်ဆုံးလည်းမသိဘူးရှေ့နောက်အစွန်းနှစ်ခုလုံးကသိလား ကြောင်းကျဆက်ဆက်တဲ့ပရိသတ်သမုပ္ပါကိုသိလားသိပါဘူးဗျာသိတယ်လို့လို့ပဲအဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ် ਨੇ ပြောနေကြတာနော်တကယ်တကယ်ကြတော့တကယ်နည်း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 မသိပါဘူးနော်အဲ့တော့တန္တရာရှေ့ဆုံးတန္တရာနောက်ဆုံးတန္တရာရှေ့နောက်ဆုံးပရိသတ်သမုပ္ပါအဲ့လေးခုလည်းမသိဘူးတောင်မသိခြင်း၄ပါးကဘာလဲဆိုရှင်စင်ရဲ့ခြင်းအမှန်တရားကိုသိရလားစင်ရဲတယ်လို့တော့သိကြတယ်အဲ့ဒါလူသိခွေးသိနတ်သိတဲ့စင်ရဲမျိုးကိုသိတာဒုက္ခဒုက္ခလို့ခေါ်တယ်။ဘာခေါ်လဲ?ဒုက္ခ ဒုက္ခဒုက္ခကိုတော့ဆင်းရဲလို့သိတယ်ဝိပရိနာမဒုက္ခလောက်ကြတော့မသိတော့ဘူးเนาะဟုတ်လားစုံနေတဲ့အရှင်ဒီကနေတော့မှ6တဲ့အရှင်ဒီကိုပြောင်းသွားတယ်เนาะအဲ့လိုမျိုးပေါ့ခုနကပျော်နေတဲ့စိတ်ကနေတော့မှအခုဝင်နေတဲ့စိတ်ကိုပြောင်းသွားတယ်အဲ့လိုမျိုးပြောင်းသွားတဲ့အရှင်ဒီပြောင်းသွားတာကိုမသိဘူးအဲ့ဒါဟာဘာလို့ဆိုရင်ဝိပရိနာမဒုက္ခလို့ခေါ်တယ်အဲ့တက်ကိုမသိတာကသင်္ခါရဒုက္ခကိုမသိဘူးတဲ့ဘာလို့မသိလဲသင်္ခါရဒုက္ခမသိတော့ဘူးအဲ့ဒုက္ခ၃ပါးเนาะဒုက္ခဒုက္ခရဲ့ ဝိပရိနာမဒုက္ခရဲ့သင်္ခါရဒုက္ခရဲ့ဒီဒုက္ခသုံးပါးကိုမသိခြင်းကိုဒုက္ခသစ္စာကိုမသိတာလို့ခေါ်တယ်နော်အဲဒုက္ခသစ္စာကိုတကယ်မသိဘူးသိတရားရောင်းတဲ့တကယ်မသိဘူးနော်အဲ့တော့လူတွေသိတယ်ထင်တာကဒုက္ခဒုက္ခလောက်ကိုသိတာခွေးတကောင်ကိုကဲနဲ့ပေါက်လိုက်ရင်ဂိမ်နဲ့អော်မတော့ဘူးလားဘာလို့អော်တာနာလို့អော်လို့အဲ့ဒါသူဒုက္ခကိုသိတယ်အဲ့ဒုက္ခကဘာဒုက္ခလဲ ဒုက္ခဒုက္ခကိုသိတာဝိပရိနာမနဲ့သင်္ခါရဒုက္ခခွေးအနေနဲ့သိပါမလားအဝေးကြီးပဲနော်ရောလူတိနတ်တိခွေးတိဒုက္ခတော့ကလူတိုင်းသိတယ်အဲ့ဒါဘာလဲဆိုရှင်ဒုက္ခဒုက္ခဒါဆိုဘုရားတိစေခြင်းတဲ့ဒုက္ခဘာလဲဆိုရှင်သင်္ခါရဒုက္ခယုတ်တရားနံတရားတွေရဲ့အဆက်မပြတ်ဖြစ်ပျက်နေတဲ့ဒုက္ခကိုတိစေခြင်းတဲ့နော်ယုတ်တရားနံတရားတွေဟာအကြောင်းအကျိုးဆက်ဆက်ပြီးတော့နတိတော်တော်ဝိယနော်မြည်ရအရင်လိုပဲသွားနေတာအဲ့ဒါတွေကိုမသိတဲ့အတွက်ကြောင့်ဒုက္ခတွေကမဆုံးတာနော်ကျွန်တော် ုက္ခသစ္စာကိုလည်းမသိဘူးအဲဒုက္ခသစ္စာကိုဖြစ်တတ်ဖြစ်စေတဲ့အကြောင်းရင်းဖြစ်တဲ့သမုဒယသစ္စာဆိုတဲ့တဏ္ဏလောဘအကြောင်းတကယ်သိရလားမသိဘူးเนาะအဲ့တော့ဒုက္ခသစ္စာလည်းမသိဘူးဒုက္ခရဲ့အကြောင်းဖြစ်တဲ့သမုဒယသစ္စာကိုလည်းတကယ်မသိဘူးအဲဒုက္ခသစ္စာကိုရှုပ်တဲ့နိရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ဆိုတော့ပိုဝေးတာပေါ့ဟုတ်လားနိဗ္ဗာန်သိပြီလားသိပါဘူးဗျာသိသေးဘူးအဲ့နိဗ္ဗာန်ကိုရောက်စေတဲ့ ဟုတ်လားမက်ကတစ္ဆာဆိုတော့မက်ကင်တရားဟုတ်လား၈ပါးကိုအပြည့်စုံသိပြလားမသိတော့မသိသေးဘူးဆိုတော့ကျင့်ဖို့ပူဝေးသွားတာနော်အဲကြောင့်မို့တစ္ဆာ၄ပါးကိုမသိခြင်းဟာလည်းအဝိဇ္ဇာနော်အဲ့တော့ပြီးခဲ့တဲ့၄ခုရဲ့ဒီဘက်ကတစ္ဆာ၄ပါးကိုမသိတာရေပေါင်းလိုက်ရင်ဘယ်နှပါလဲ၈ပါးအဲ့၈ပါးမသိခြင်းကိုဘာခေါ်လဲအဝိဇ္ဇာအဝိဇ္ဇာရဲ့ definition ဟာဒါပဲနော်ဝိဇ္ဇာဝိဇ္ဇာနဲ့ပြောလို့ရှိရင်ဒီ၈ပါးကိုမသိတာဝိဇ္ဇာလို့ခေါ်တယ်။ဘောပါပြီလားမသိဘူး။ ဘာမသိရလဲတန်တရာရှေ့ဆုံးလည်းမသိဘူးတန်တရာနောက်ဆုံးလည်းမသိဘူးတန်တရာရှေ့နောက်အစွန်နှစ်ခုလုံးလည်းမသိဘူးတချို့ကရှေ့ဆုံးတော့သိတယ်ငါပြေဘောကဖြစ်ခဲ့တယ်ဟလာအလောက်တော့သိတယ်အောက်ဘောဖြစ်မှသိလားသိပါဘူးဆရာဘုရားပြောတယ်ငါဘုရားမှလွဲ၍ဘလောက်ကြီးကျယ်တဲ့ဟလာဇံပင်ကြီးရတဲ့ပုံကိုပဲဖြစ်စေကဘာ40အထက်ကိုမသိဘူးတဲ့နော်အခု အထုတ်ရတယ်ဇန်နေအထုတ်လို့ဟလာအပိန်ညင်နေရလို့တည်တယ်ဆိုလို့ရှိရင်တို့တိနိုင်တဲ့ limit က limited ရှိတယ်ဘာလဲဆိုရှင်ကဘာ40ကဘာ40ဟိုဘက်ကိုမတိတော့ဘူးเนาะကဘာ40ဟိုဘက်ကိုဖြစ်ခဲ့သေးသလားမဖြစ်ခဲ့ဘူးလားမတိတော့ဘူးဒါကြောင့်မလို့ဧကိစ္စတတ္တရဝါဒပေါ်ပေါက်လာတယ်ဘာပေါ်ပေါက်လာလဲဧကိစ္စတတ္တရဝါဒဆိုတာတချို့မြဲတချို့မမြဲဝါဒเนาะတချို့တော့မြဲတယ်တချို့ကမမြဲဘူးဆိုတော့ ပကပြမလို့ပုံကိုကြီးပေါ့သူကကဘာ40အထက်ကိုမမြင်ဘူးဟိုဘက်ကိုမမြင်တဲ့ခါကျတော့ဩငါငါအစရိယငါရှိခဲ့တယ်အခုလဲငါရှိနေတယ်နောက်လဲရှိနေအောင်မယ်သူကသူထာဝရထင်တယ်မထင်ဘူးလားသူကကြည့်လိုက်တဲ့လူတွေနဲ့တည်းပြမာတွေကျန်တဲ့လူတွေကြည့်လိုက်တဲ့ခါမှာအကုန်လုံးပျောက်ပျောက်သွားတယ်ဆိုတော့အော်သူတို့ကတော့မမြဲသူတို့ကတော့မမြဲဘူးငါကတော့မြဲတယ်ဟောငါကသူတို့ဖန်ဆင်းထားတာငါကဖန်ဆင်းရှင်သူတို့ကငါရဲ့ဖန်ဆင်းခံနော် creation ဆိုတာအဲ့ဒါစတာနော်အဲ့တော့အလုံးဘာသာတရားတွေဘယ်လိုပဲနာမည်တွေပြောင်းပြောင်း Christianity Islam ဟလာ Hinduism ဘာတွေပဲပြောပြောအလုံးဟာဒီ function ဝါဒပေါ်မှာအရှိခိုင်းတယ်နော်အလုံးဟာ function ဝါဒကိုဣတရိယနေမာနဝါဒလို့လည်းခေါ်တယ်ဘာလို့ခေါ်လဲကုဏဘကပြမလို့ဖြစ်တဲ့ပုံကမျိုးကြတော့ဧကိစ္စတတရဝါဒငါတော့မြဲတယ်သူတို့ကမမြဲဘူးဟုတ်လား ငါသူတို့ဖန်ဆင်းထားတာသူတို့ကငါရဲ့ဖန်ဆင်းခံနေအဲ့လိုဖြစ်လာတာเนาะအဲကျွန်မဆိုဖေရတက်ပြီးတော့သူ့ကိုမင်းမင်းမမြဲဘူးမဟုတ်ဘူးမင်းမင်းကမြဲတဲ့လူမဟုတ်ဘူးမမြဲဘူးလို့သွားဟောရတယ်เนาะအဲ့တော့မှသူတကယ်မမြဲတာမြင်သွားတော့မှသူတရားရတယ်เนาะကြောက်မလို့အခုဗာပြောလာတယ်ဆိုလို့ရှင်အဝိဇ္ဇာကိုပြောနေတာပြန်ပြန်ကောက်เนาะအဝိဇ္ဇာဟာရှေ့ဆုံးကိုမသိဘူးနောက်ဆုံးကိုမသိဘူးရှေ့နောက်အဆုံးတစ်ခုကိုမသိဘူး ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့အကြောင်းအကျိုးဆက်ဆက်ထားကိုလည်းမသိဘူးသစ္စာ၄ပါးကိုလည်းမသိဘူးအဲ့လိုမသိခြင်း၈ပါးကိုဘာခေါ်လဲအဝိဇ္ဇာနော်အဲ့ဒီအဝိဇ္ဇာကြောင့်လဲလဲရတာနော်ဘဝတွေများစွာအနာတိတံဘဝစက္ကံဝိတကာရကဝေရကံအဲ့လဲရတဲ့ဘဝတွေမှာနေသဒုက္ခတုပ္ပအတ္တလို့တကယ်ရှိလားကြည့်လိုက်တော့မြဲတာရှိလားရှိပါဘူးချမ်းသာတာရောရှိလား အိသဒုက္ခတုပတင့်တယ်တဲ့လှတယ်ဆိုတာတကယ်ရှိလားအတ္တဆိုရက်တကယ်မပြတ်မစည်းတဲ့ဟုတ်လားအတ္တဇိန်ဝင်ဟိုဓမ္မလေးပြောရင်အသက်ဇီဝလိမ့်ပြာဝိညာဉ်ဆိုတာတကယ်ရှိလားမရှိတာလေးမျိုးနော်ဒါတွေမရှိတော့နေဆာမြဲတာမရှိဘူးနေဆာကမြဲတယ်တကယ်အမှန်တရားကအနေဆာဒုက္ခလူတွေထင်တာချမ်းသာတယ်တကယ်အမှန်တရားကဒုက္ခနော် လူတွေထင်တာကသူ့ဘတင့်တယ်တယ်ရှော့တယ်လှတယ်တကယ်အမှန်တရားကအတုပအဲ့တော့အနေဆာဒုက္ခအတုပလူတွေထင်တာကအတ္တငါဖြစ်ရှင်ငါလှုပ်ရှင်ဖြစ်တယ်ဟုတ်လားအတ္တပဲအလုံးဟာငါပဲငါဖြစ်ရှင်အကုန်ဖြစ်တယ်အလုံးဟာငါနဲ့ငါနဲ့ကပ်ပြီးတော့ပြောဘူးလားတကယ်တော့အတ္တဆိုတာမရှိဘူးအနတ္တပဲเนาะအဲ့တော့ တကယ်အမှန်တရား၄ခုကဘာလဲဆိုရှင်အနေဆာရဲ့ဒုက္ခရဲ့အတုပရဲ့အနတ္တရဲ့ဒါပေမဲ့လူတွေထင်နေတာကဘာလို့နေဆာဒုက္ခတုပအတ္တလို့မထင်ဘူးလားအဲ့ဒီထင်လုံးနေအမှတ်မှအတိမှအယူမှတွေနဲ့ကျင်လည်နေတာကိုဘာခေါ်လဲဆိုရှင်ဝိပ္ပန္နတာတရားထဲမှာလည်နေတယ်လို့ခေါ်တယ်ဘယ်လိုခေါ်လဲဝိပ္ပန္နတာတရားထဲမှာမဟုတ်ဆရာတို့ပြောပါဆိုလို့ရှင်တော့မင်းတို့တနေ့နေ့တိုင်းနေ့တိုင်းဝိပ္ပန္နတာတရားတွေကိုဒီတိုင်းဆင့်နေတာလေဘာလဲတော့ မြင်ကြိုက်မှလည်းဟလာမြင်တယ်မြင်တယ်လို့မမှတ်နိုင်လို့ရှိရင်မြင်တာလေးကိုမြဲတယ်လို့ထင်မသွားဘူးလားမြင်တာလေးကိုကောင်းတယ်လို့ထင်မသွားဘူးလားမြင်တာလေးကဟလာငါပဲလို့ထင်မသွားဘူးလားအဲ့တော့မြင်ကြိုက်မှလည်းဝိပဿနာတရားတွေမဝင်ဘူးလားကြားကြိုက်ကောနံကြိုက်စားကြိုက်ထိကြိုက်တွေးကြိုက်အလုံးဟာစဉ်းစားကြည့်လို့ရှိရင် ဝိပ္ပလတတတိုင်းနေထက်ဆင့်တဲ့အလုပ်ကိုလုပ်နေတာလားဖြိုချတဲ့အလုပ်ကိုလုပ်နေတာလားထက်ဆင့်တဲ့အလုပ်တွေပဲလုပ်နေတယ်ကဲဓမ္မကြီးတို့တရားကြီးတို့ဝိပဿနာတရားအာမထုတ်မရှင်းဟုတ်လားပေါ်တိပေါ်တိတ냐ဖြင့်ဖြစ်ခိုက်ဖြစ်ခိုက်ကိုမရှုမရှင်းအဲ့လိုပဲဖြစ်နေမှာပဲအဲ့ဒါမှတ်ထားနော်မဲငါစိတ်ကောင်းရှိတာပဲတရားထုတ်စရာမလိုဘူးတချို့ရှိရယ်နော်အဲ့စိတ်ကောင်းရှိတယ်သီလလေးနဲ့နေတယ်ဆိုပေမဲ့အဲ့ဒီဝိပ္ပန္နတရား၄ပါးကသူလွတ်ရလား အမြဲတမ်းနေဆဒုက္ခသူပအတ္တပဲမထင်နေဘူးလားမမှတ်နေဘူးလားမသိနေဘူးလားအဲ့ဒါကိုအမှတ်မှအတိမှအယူမှနဲ့ဝိပလတတရား12ပါးတိုင်းဆင့်တယ်လို့ခေါ်တယ်အဲ့တော့ဆင့်ကျင်သေးလားဖြိုးတော့မလားဖြိုးတဲ့အလုပ်လုပ်မလားဆင့်တဲ့အလုပ်လုပ်မလားပြောတာပဲအဲ့တော့ဖြိုးခြင်းဘာလို့ရမလဲဆိုရှင်မှတ်ရမယ်ရှုရမယ်နော် ဝိပဿနာဆိုတော့ဝိအထုထုပတနာရှုတာမြင်တာအရင်မြင်နေကြအမြင်မျိုးအရင်ရှုနေကြအရှုမျိုးမဟုတ်ဘဲနဲ့အထုရှုရအရင်မြင်တာကဘယ်လိုလဲမြဲတယ်လို့မြင်တယ်ဟုတ်တယ်မလားချမ်းသာတယ်လို့မြင်တယ်နော်ကောင်းတယ်လို့မြင်တယ်နော်ခိုင်တယ်လို့မြင်တယ်တကယ်ကဟုတ်ရလားအဲ့ဒါအမှန်မှအတိမှအယူမှတွေနေတိုင်းနေတိုင်းမြင်တိုင်းကြားတိုင်းနိုင်တိုင်းထိတိုင်း တွေ့တိုင်းဟုတ်လားဖြစ်နေမဖြစ်နေဘူးလားစဉ်းစားကြည့်ဖို့ကောင်းတယ်နော်အဲကြောင့်အဲ့ဒီဝိပ္ပန္နတာတရား32ပါးကိုဖြိုတဲ့အလုပ်မလုပ်မရှင်းရတော့တန္တရာကထွက်မလားတန္တရာထဲမှာလဲမလားလဲခြင်းသလားထွက်ခြင်းသလားပြောတာပဲဟုတ်ပြီနော်အဲ့ဒါလေးပြောတာပါအဲကြောင့်ခေါင်းတို့ခုနကာထာလေးအဲ့အိဒိပဲပဲနော် အနာတိတံဘဝစကံဝိတကာရကဝေဒကံနိစ္စဒုက္ခသူပတ်သေးဟိတုံညာပတ်တိပုဏ္ဏပုဏ္ဏဘယ်လိုရှုရမလဲတုံညာเนาะတုံညာပဲတုံညာကိုဘယ်လိုပြောမလဲ empty လို့ပြောမလား emptiness လို့ပြောမလား nothing လို့ပြောမလားလိုပဲပြောပြောတုံညာဆိုတာကလေးတွေကတော့တုံညာဆိုဒီလိုအပိုင်းပြောမှာပေါ့เนาะတုံညာဆိုတာစိတ်တုံးနေတာဘာပြောလဲစိတ်တုံးနေတယ်ခုနကနိစ္စဒုက္ခသူပတ်အတ္တဆိုတဲ့သဘောတွေကစိတ်တုံးနေတယ် ဲ့လိုရှုရမှာနော်အနိစ္စဆိုတာမရှိဘူးအနိစ္စပဲဒုက္ခဒုက္ခဆိုတာမရှိဘူးဒုက္ခပဲနော်ဒုပ္ပဆိုတာမရှိဘူးတကယ်အတုပ္ပပဲအတ္တဆိုတာမရှိဘူးဘာလို့အနတ္တပဲလို့ရှုတာကိုဘာခေါ်လဲတုံညတနည်းအားဖြင့်အဲ့ဒါဝိပဿနာနော်အဲကြောင့်ဝိပဿနာဝိပဿနာနဲ့ပြောနေတာဘာလဲဆိုရှင်အဲ့တရားလေးပါးကိုမြင်အောင်ကြည့်တာနော်အဲ့တော့အစင်းစင်းတော့ရှိတာပေါ့လေသူအစင်းနဲ့သူ ပယ်သွားတာပေါ့နော်အဲ့တော့အမှန်မှအတိမှအယူမှားတဲ့မှာဘုန်းတို့အ ਨੇ ဆုံးအယူမှားကိုပယ်ဖို့စ조사အောင်ဟောက်조사အောင်လေမယူနဲ့တော့နော်မမဲတယ်လို့ဟုတ်လားချမ်းသာတယ်လို့နော်ကောင်းတယ်လို့ခိုင်မြဲတယ်လို့တော့မယူနဲ့တော့သောတာပဟာလို့မယူတော့ဘူးသူ့မှာအယူမှားတော့ပြုတ်သွားတယ်နော်ဒိဋ္ဌိနဲ့ဝိစီကိစ္စပြုတ်တယ်ဆိုတော့အဲ့ဒါပဲနော် မှတ်မှတ်ဒီမှာအယူမှားတဲ့မှာအယူမှားတော့ပြုတ်သွားတယ်။ဘာကြံသေးတော့ဆိုရင်အမှတ်မှားဆိုတဲ့တင်ညာဝိပ္ပန္နတာနဲ့အတိမှားဆိုတဲ့စိတ်တဝိပ္ပန္နတာတော့ကြံသေးတယ်။သောတာပန်မှာပြောတာနော်။သောတာပန်နာမကတိတဲ့ပုဂ္ဂိုလ်ဆိုရင်တော့ဘာဖြစ်တော့အကုန်ရှိနေတယ်။အမှတ်မှားရောအတိမှားရောအယူမှားရောရှိမနေဘူးလား။အဲ့လိုရှိနေရတာနဲ့ဘယ်နှကြောင်ပြောနိုင်သေးတယ်လဲဘုရားမေးတာနော်ဒီလောက်အမိုက်မောင်ကြီးကြီးနေတဲ့ပုံကိုယ်တွေဘယ်နှကြောင်ပြောနိုင်သေးလဲလို့ဘုရားတခါမေးဘူးတယ်နော် ။အဲဘုန်းတို့တွေအဲ့ဒီမိကောမလို့ဖြေမလို့။မသိလို့ပဲပြောတာပေါ့နော်။မသိလို့ပြောကြတာပဲ။အဲ့တော့လောကမဲ့လောက်ကဝိပဿနာတရားဟာခုနပြောတဲ့ဒတိုင်းကိုဖြိုတဲ့အလုပ်မှတ်မှတ်တိမှအယူမှားတွေမှာအ ਨੇ ဆုံးအယူမှားကိုရှည်ဖြတ်တဲ့အလုပ်ပဲမလုပ်သင့်ဘူးလားမလုပ်သင့်ပါဘူး။ကြောင့်ဝိပဿနာတရားအထုတ်သင့်တယ်နော်။ ဝိပဿနာဉာဏ်ဆိုတာဘယ်ဟာရှုရဖြစ်သနည်းတဲ့เนาะမဆရာရိုးရဆက်ထားတယ်เนาะဟုတ်ပါပြီတပြေလို့ဝိပဿနာအထုတ်တော့မယ်ဒါဆိုရင်ဝိပဿနာဉာဏ်ဖြစ်အောင်မလို့လုပ်မလဲဟုတ်တယ်เนาะဆိုကြည့်ပါဦးဝိပဿနာဝိပဿနာဉာဏ်ဆိုတာဘယ်ဟာရှုရဖြစ်သနည်းမေးဖို့မကောင်းလားဝိပဿနာဝိပဿနာတိတ်ခစ်စားတယ်တို့ရှိမှာတော့ဝိပဿနာပေါ့ international essence နဲ့ပြောရင်တော့ဘာလို့ဝိပဿနာ တနည်းအားဖြင့် insight meditation လို့ခေါ်တယ်ဘယ်လိုခေါ်လဲ insight meditation S I N D E sight မဟုတ်ဘူး S I N G H T sight ကလေးတွေပြောတာနော် I N S I N G H T sight insight နော် I N S I N D E နော် spelling ပြောပြတာ insight meditation ခေတ်စားတယ်နော်ဒီနေ့ပြဝိပဿနာခေတ်စားတယ်ဝိပဿနာဘာမှလို့ရတော့အဲ့ဝိပဿနာညာဘယ်လိုရှုရင်ဖြစ်တုံးလို့မသိသင့်ဘူးလားသိပါတယ်ပြီးရင်ပြန်မေး ဝိပဒနာဉာဏ်ဆိုရာဘေဟာရှုရဖြစ်သည်နီဖြည့်မယ်ဆွဲလန်းနိုင်ရာငါခန္ဓာမန်စွာရှုရဖြစ်သည်အရေးကြီးလို့ပြန်ဆိုပါအောင်ဆွဲလန်းနိုင်ရာငါခန္ဓာမန်စွာရှုရဖြစ်သည်ဆွဲလန်းနိုင်ရာငါခန္ဓာမန်စွာရှုရဖြစ်သည်ဆွဲလန်းနိုင်ရာ ငါခန္ဓာမန်စွာရှု၍ဖြစ်သည်စွဲလန်းနိုင်ရာငါခန္ဓာမန်စွာရှု၍ဖြစ်သည်ဝဒနာဉာဏ်ဖြစ်တာဘာလို့ရှုရမှာလဲစွဲလန်းနိုင်တဲ့ခန္ဓာ၅ပါးဥပါဒာနဲ့ခန္ဓာ၅ပါးလို့ခေါ်တယ်ပါဠိလိုဘာလို့ခေါ်လဲခန္ဓာ၅ပါးယိုယိုမဟုတ်ဘူးစွဲလန်းနိုင်တဲ့ခန္ဓာเนาะ ဒီခန္ဓာငါးပါးဆိုတာဘာလဲဆိုရှင်ယုတ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ပါဠိတွေကလေးတွေသိအောင်ဆိုလို့ရှင်ဒီယုတ်ကြီးကိုယုတ်လို့ထားလိုက်တော့เนาะခံစားမှုကိုဘာတော့ဝေဒနာမှတ်သားမှုကိုတင်ညာစိတ်ဆောအထုံးမှုတွေကိုယ့်ရဲ့ဟာလာ activity တွေ action တွေကိုဘာတော့သင်္ခါရစိတ်ကလေးကိုဘာတော့ဝိညာဉ်အဲ့ဒါပေါင်းလိုက်ရင်ခန္ဓာငါးပါးခန္ဓာဆိုတာအစုเนาะဒီယုတ်တရားရဲ့ဟာလာခံစားမှုတွေရဲ့မှတ်သားမှုတွေရဲ့เนาะ စေစောအထုံးမှုတွေရဲ့တိမှုတွေရဲ့ပေါင်းထားတဲ့အစု၅ခုကိုခန္ဓာ၅ပါးလို့ခေါ်တာဟုတ်တယ်နော်အဲ့ဒီခန္ဓာ၅ပါးသူကသူရှိနေတာကိစ္စမရှိဘူးသွားဆွဲလို့ဖြတ်တာဖြတ်တာသူခန္ဓာကိုလည်းသွားမဆွဲဘူးလားငါခန္ဓာကိုမဆွဲဘူးလားဆွဲနေကြတာပဲနော်အဲ့ကြောင့်မလို့အဲ့ဒီဆွဲလန်းနိုင်ရငါခန္ဓာကိုရှုရမှာဘယ်လိုရှုရလဲဆိုရှင်မှန်စွာ ရှုရမယ်တဲ့ရှုနည်းရလည်းလိုသေးတယ်နော် rightly နော် ကောင်းကောင်းမှန်မှန်ရှုရမယ်သူအရှိကြီးတိုင်းရှုရမယ်ဒါမှမဟုတ်ဇွဲလန်းနိုင်ရာငါခန္ဓာမှန်စွာရှု၍ဖြစ်သည်အဲ့ဒါဝေဒနာဉာဏ်ဖြစ်ဖို့အတွက်ရှုရမယ်ဟာကဘာလဲဟုတ်တယ်ဆွဲလန်းနိုင်စွာဖြစ်တဲ့ဒီယုတ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်အပေါင်းဖြစ်တဲ့ဒီခန္ဓာ၅ပါးကိုယ်ခန္ဓာ၅ပါးကိုသူများခန္ဓာ၅ပါးကိုဘာလို့ရှုရမလဲရှုရခံမှာလဲဘယ်လိုရှုရမလဲမှန်မှန်ကန်ကန်ရှုရမယ်နော် မမှန်ကန်ကန်ရှိရမယ်ဆိုတာပုဂ္ဂိုလ်တ attva မပါဘဲနဲ့ပညာကိုပညာဆိုတာပုဂ္ဂိုလ်တ attva ပေါ့ပုဂ္ဂိုလ်တ attva မပါဘဲနဲ့ယုတ်ကိုယုတ်တိုင်းနန်းကိုနန်းတိုင်းမြင်အောင်ရှုတာကိုပြောတာနော်မြင်မြင်တယ်ယုတ်ကိုမြင်တယ်ယုတ်ကိုမြင်တယ်အတန်ကြားရင်လည်းကြားတယ်နော်အနံ့နိုင်လည်းနန်းတယ်ဟုတ်တယ်မလားဘဇကအရသာတွေ့ရင်လည်းတွေ့တယ်တိတယ်အရသာတိတယ်နော်ဟုတ်တယ်ကဘာဖြစ်တော့အထီတာကိုလည်းထီတယ်အဲ့လိုမှတ်တာနော် အဲ့လိုအရှိရှိတိုင်းအမှန်မှန်တိုင်းပြစ်စုံပန်တက်တက်လေးကိုရှူတာကိုဘာဖြစ်တော့မှန်စွာရှူရခေါ်တယ်နော်အဲ့တော့ဆွဲလန်းနိုင်စရာဖြစ်တဲ့ခန္ဓာ၅ပါးကိုဘယ်လိုရှူရမလဲမှန်စွာရှူလို့ရှိရင်ဝိပဿနာဉာဏ်ဖြစ်ပါတယ်တဲ့နော်ဆိုပါပြီတဲ့အဲ့ဒါရှူလို့ရှိရင်ဘာအကျိုးရလဲတဲ့နော်မိကွန်တစ်ခုထက်လာတယ်ဘယ်အကျိုးငှာထိုခန္ဓာဘယ်ခါရှူရပါသနည်းဘယ်အကျိုးငှာဘယ် ထိုခန္ဓာဘေခာရှုရပါသနီဘေအကျိုးငါထိုခန္ဓာဘေခာရှုရပါသနီမေးတယ်လားဘလို့ကြိုးရဖို့အတွက်အဲ့ဒီခန္ဓာ၅ပါးကိုဘလို့အချိန်မှရှုရမလဲမေကွန်၃ခုနော် What for ဟုတ်လားဘယ်အကျိုးငါထုတ်ခန္ဓာ which one နော်ဘယ်ခါလဲ when နော်မေကွန်၃ခုလာတယ်နော် ဘယ်ကျိုးငါထိုးခန္ဓာဘယ်ခါရှုရမလဲဆိုလို့ရှိရင်အဖြေရလာလိမ့်မယ်နော် မစွဲဖို့ရာဖြစ်စေမှဖြစ်စေမှမန်စွာရှုရပါသည်မစွဲဖို့ရာဖြစ်စေမှမန်စွာရှုရပါသည်မစွဲဖို့ရာဖြစ်စေမှမန်စွာရှုရပါသည် ဘာအတွက်ရှူရတာလဲဆိုရင်မစွဲဘူးเนาะဘယ်အချိန်မှာရှူရမလဲဆိုရင် ဖြစ်ဆဲလေးမှာရှူပါเนาะဘယ်လိုရှူမလဲဆိုရင်မှန်မှန်ကန်ကန်သူ့တိုင်းရှူပါသုံးချက်เนาะမစွဲဖို့ရာဖြစ်ဆဲမှာမှန်စွာရှူရပါတည်းရေးကြည့်တယ်เนาะအဲကြောင့်အစွဲတာကဒီတန်တရာလဲတဲ့နေရာမှာအမြဲတမ်းရေးကြည့်လို့မြတ်စွာဘုရားအစွဲကိုဖြုတ်နေတာเนาะငမကြီးတို့ငမကြီးတို့ပဋိစ္စသမုပ္ပါဒ်ကိုကြည့်လိုက်လို့ရှိရင် ဟိုဘဝကိုဟုတ်လားဝိဇာပစ္စယသင်္ခါရနဲ့တော့ယူနေကြတယ်နော်ဝိဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဆိုရနော်ဝိညာဏပစ္စယနာမရူပနဲ့ဆိုသွားနော်ဆိုဆိုကြအောင်ဝိညာဏပစ္စယနာမရူပံနာမရူပပစ္စယတလာယတနံတလာယတနပစ္စယဖတ်တော်ဖတ်တ